မင်္ဂလာပါရှင်အခု teacher တို့ဆက်ပြီးတော့ chapter 2ရဲ့၃ပိုင်းမြောက်ပေါ့เนาะအဲ2.2.3ရဲ့ cell organization cells ဒီရဲ့ဒီစောက်ပုံចောင်းသွားရအောင် atoms are organized into a molecule atoms တွေကို ဖွဲ့စည်းလိုက်တဲ့အခါမှာ atom တွေကိုစုလိုက်တဲ့အခါမှာ molecule ဖြစ်လာတယ်တဲ့ဟုတ်ပြီ molecule တွေကိုဖွဲ့စည်းလိုက်တဲ့အခါမှာ organelle ဆိုတာဖြစ်လာတယ်တဲ့ဟုတ်ပြီနော် organelle ဆိုရဲအစိတ်ပိုင်းရနော်ဖြစ်လာတယ် organelles တွေကိုစုလိုက်တဲ့အခါမှာ into cells ပါအဖြစ်ကိုပြောင်းသွားလဲ cells အဖြစ်ကိုပြောင်းလဲသွားပါတယ်။သူကပြောချင်တာက သိငယ်တဲ့ atoms လေးတွေကိုစုစည်းလိုက်ရင် molecule ဖြစ်တယ်။အဲ့လိုပဲအဲ့ဒီ molecule တွေကိုစုစည်းလိုက်တဲ့အခါမှာ organelle ဆိုတဲ့အင်္ဂါငယ်လေးတွေဖြစ်လာတယ်။အဲ့ဒီအင်္ဂါငယ်လေးတွေကိုစုစည်းလိုက်တဲ့အခါမှာဘာဖြစ်လာလဲဆိုတော့ cell ဆိုပြီးတော့ဖြစ်လာပါတယ်။အဲ့တော့အဲ့ဒါလေးကိုမှတ်မယ်။ atom တွေကိုဖွဲ့စည်းလိုက်ရင် molecule အတူကောက်လေးမှတ်ကြမယ်အတန်မျိုးဖွဲ့စည်းလိုက်ရင် molecule molecule တွေကိုစုလိုက်လို့ရှိရင် organelles organelles တွေကိုစုလိုက်ရင် cells ဖြစ်လာတယ် ရမလားလို့မျိုးလေးမှတ်ကြရအောင်ပြီးတော့ cells are divided into separate compartment နဲ့ဟုတ်ပဲ cells ကိုထပ်ပြီးတော့ခွဲမယ်ဆိုလို့ရှိရင်နဲ့ separate compartment ဆိုတာ cell ကိုအပိုင်းအကန့်များစွာနဲ့ခွဲခြားလိုက်မယ်ဆိုရင်နဲ့အဲ့ဒီလိုခွဲခြားလိုက်တဲ့ဟာကို cell organelles အင်္ဂါငယ်များလို့ခေါ်ပါတယ်။ organelles ဆိုတာအင်္ဂါငယ် each with our characteristic Eddie's organelle ဆိုတဲ့အင်္ဂါငယ်တစ်ခုချင်းစီမှာတဲ့ a characteristic structure ဆိုတာဝိသေသလက္ခဏာသူတို့ရဲ့ဝိသေသလက္ခဏာတိဆောက်ပုံတွေရှိပါတယ်နောက်တစ်ခုက biochemical composition တွေရှိတယ်အမှတ်တိဝိသေသလက္ခဏာ structure တွေရှိမယ်ပြီးတော့နံပါတ်2 biochemical composition သူတို့ရဲ့ဘာဖြစ်လဲဇီဝဓာတုဖွဲ့စည်းမှုတွေရှိမယ် and function ဆိုတဲ့သူတို့ရဲ့လုံဆောင်ချက်တွေရှိပါတယ်တဲ့ the cells max possesses cells တွေကတဲ့ပိုင်ဆိုင်နေ and not information ဆိုတာဘာဖြစ်လဲလုံလောက်တဲ့အချက်အလက်တွေကိုသူတို့မှာပိုင်ဆိုင်ထားတယ် do specifying တိကျတဲ့ which molecules အဲ့ဒီ molecule တွေက are to be associated ဘာအရလဲဆိုတော့ in a specific တိကျတဲ့ compartment သူတို့ရဲ့ compartment ဆိုတာသူတို့ရဲ့ဘီတိကျတဲ့အခက်အငယ်တွေနဲ့သူတို့ကလုံဆောင်မှုအတွက်သူတို့မှာတိကျတဲ့အချက်အလက်တွေလည်းရှိပါတယ်တဲ့ it is ensure to root the appropriate group appropriate group ဆိုတာကတော့သင်လျော်တဲ့အုပ်စုအုပ်စု not all molecule အုပ်စုလေးတွေဖွဲ့စည်းပြီးတော့သူတရား compartment သူတို့ရဲ့နေရာတွေမှာလုံဆောင်ချက်တွေလုပ်ကြရတယ်ပေါ့နော် according to the cell theory cell theory အရာပြောရမယ်ဆိုရင် all living things are composed of one or more cell living things are တရှိတတော်ဝါရီနော်အားလုံးဟာတဲ့ composed of one or more cell တခုတော့မဟုတ် cell တခုထပ်ပိုစွာဘာလို့ကြလဲအဲဖွဲ့စည်းထားတယ်ဘယ်လိုမျိုးလဲဆို x ဘာအနေနဲ့ပြောမယ်ဆို unicellular cells တကူတည်းဒါမှမဟုတ်လို့ရှိရင် multicellular organism ဆဲများစွာနဲ့ဖွဲ့စည်းထားတဲ့သက်ရှိများတာဖြစ်ပါတယ်တဲ့ ကဲနောက်တစ်ခု unicellular organism အကြောင်းသွားမယ်အခုကဲ unicellular organism ဆိုတာဘာလဲ unicellular organism ဆိုတာ the single cell cells တစ်ခုတည်းပါတဲ့သူက perform ဆိုတာကလှုပ်ဆောင်ပြီးတယ်နော်ဘာတွေလှုပ်ဆောင်လဲဆို all life function independently ဟုတ်ပြီနော်လွတ်လပ်စွာတက်ရှိလုပ်ငန်းတွေကို all life function လှုပ်ဆောင်ချက်တည်းနော်တက်ရှိလုပ်ငန်းတွေကို independently လွတ်လပ်စွာလှုပ်ဆောင်ပြီးတယ် multicellular ဟုတ်ပြီနော် multicellular organism ကြတော့ various level of organization are present various level အမျိုးမျိုးသော organization ဖွဲ့စည်းထားတဲ့တက်ရှိမျိုးစုံတွေအဖွဲ့စည်းထားတဲ့အဆင့်အမျိုးမျိုးပေါ့နော် are present ကြပါရှိရဲ they are made up of more than one type of cell သူကဘာတွေနဲ့ပြုလုပ်ထားလဲဆို more than one type of cell နော် cell အမျိုးအစားတစ်ခုတည်းမဟုတ်ဘူး cell အမျိုးအစားများစွာနဲ့ဖွဲ့စည်းထားတယ်ပြီးတော့ and have specialized two cells တွေပေါ့နော်အထူးလောက်ဆောင်တဲ့ cells တွေလည်းပါဝင်တယ် that are grouped together အတူတကွ သူတို့တွေကတော့စူးစီးတယ် to carry out specialized function အဲ့လိုပဲသူတို့ကအတူတကွစူးစီးထားပြီးတော့ specialized function ဆိုတာကအထူးလှုပ်ဆောင်ချက်တွေကိုလှုပ်ဆောင်ပေးရဲအထူးဆဲဖွဲ့စီအထူးလှုပ်ဆောင်ချက်တွေကိုလှုပ်ဆောင်ပေးရဲပေါ့ကွာညမနော် individual cells man may perform individual cells are cells တခုချင်းစီကတော့တဲ့ may perform လှုပ်ဆောင်ပေးပါတယ်တဲ့ မာရီလဲဆိုတော့သူကတိချလောက်ဆောင်ချက်တွေရှိရပေါ့နော် specific function တိချလောက်ဆောင်နိုင်နေ and also work together for the survivor of the entire organism survivor ဆိုတာကအသက်ရှင်တန်ဖို့အတွက် entire organism ဆိုတာကတက်ရှိတစ်ခုလုံးအတူတူကအသက်ရှင်တန်ဖို့အတွက်သူကလှုပ်ဆောင်ပေးပါတယ်တဲ့ individual cells တွေကဟုတ်ပြီနော် the cells become dependent on one another cells ကတဲ့တစ်ခုနဲ့တစ်ခုမိခိုမှုတွေရှိတယ် အဲ့တော့ there are five levels of organization ဟုတ်ပြီနော်အဲ့လို in multicellular organism မှာ five levels of organization ရှိပါတယ် multicellular organism တွေမှာဆမ်းများစွာနဲ့ဖွဲ့စည်းထားတဲ့ organism သက်ရှိတတ္တဝါတွေမှာတဲ့ level ၅ခုရှိပါတယ်တဲ့ဘာတွေလဲဆိုတော့ number 1 cells နံပါတ်2 tissue နံပါတ်3 organ စိတ်ပိုင်းများနဲ့နံပါတ်၄ကျတော့ဘာကြီးလဲ organ system အဲ့ဒီ organ တွေကိုပြန်ပြီးတော့ဖွဲ့စည်းလိုက်တဲ့အခါမှာဘာဖြစ်လာလဲ organ system ဆိုရဲအဖွဲ့အစည်းဖြစ်လာမယ်ပြီးတော့မှ organism ဆိုရဲဘာဖြစ်လဲတက်ရှိတက်တော့ဟဲ့ဆိုပြီးတော့ ဖွဲ့စည်း၅ခုနဲ့5 levels နဲ့သူဖွဲ့စည်းထားပါတယ် levels of organization ပေါ့နော်အဲ့မှာဆိုရင်5 levels of organization in multicellular organism အဲဆဲများစွာနဲ့ပေါ့နော်ဖွဲ့စည်းထားတဲ့တက်ရှိတွေရဲ့ဖွဲ့စည်းတိဆောက်ပုံအဆင့်၅ဆင့်လေးကိုပေါ်ပြထားတဲ့ပုံလေးဖြစ်ပါတယ်ပထမအဆုံးဒီကျတော့ cells ပေါ့နော် cells လေးတွေ cells လေးတွေအများကြီးဖွဲ့စည်းလိုက်တဲ့အခါမှာ tissue ဖြစ်လာမယ်အဲ့ tissue လေးတွေအများကြီးဖွဲ့စည်းလိုက်တဲ့အခါမှာ organ ဆိုတဲ့အင်္ဂါလေးဖြစ်လာပြီအဲ့ organ ကနေပြီးတော့ organ system ဆိုတဲ့အင်္ဂါအဖွဲ့အစည်းပေါ့နော် အိတ်ကနေမှမှ organism ဆိုရက်တက်ရှိရေးဖြစ်လာတဲ့အဆင့်လေး၅ဆင့်ပုံလေးဖြစ်ပါတယ်အခု cells အကိုဆက်သွားမယ်နော် cells are the simplest level of organization cells တွေကဟဲ့ simplest level ဆိုတာဆဲကအယိုးရှင်းဆုံးသောအဖွဲ့အစည်း ဟုတ်ပြီနော်အယိုးရှင်ဆုံးပါတဲ့အဖွဲ့အစည်းရဲ့အားလုံးထဲမှာအယိုးရှင်ဆုံးသောအာ organization အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ specializers to sales day ကတော့ issue ပြတ်တာပါ division of labor by being group into tissue သူကဘယ်လိုမျိုးပြတ်တာလဲဆိုတော့ group into tissue ဆိုတာကအုပ်စုအုပ်စုလေးတွေဖွဲ့လိုက်ပြီးတော့ဘာဖြစ်လဲ tissue အဆင့်ကိုရောက်ရှိလာပါတယ်အဲ့တော့မှ the tissue တွေက maybe further group into organs အဲ့တော့ tissue လေးတွေကလည်းထပ်ပြီးတော့စုလိုက်တဲ့အချိန်မှာဘာဖြစ်သွားပြီလဲ organs ဖြစ်သွားပြီအဲ့လိုပဲ organ တွေကစုလိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲ system ဖြစ်သွားပြီဒါဆို teacher တို့ကမှတ်မယ် cells cells တွေကနေစုလိုက်တော့ tissue အဆင့်ရသွားတာဟုတ်ပြီနော် D I S S U E S tissue tissue ကနေမှ cells တွေစုလိုက်တဲ့ tissue tissue တွေကိုစုလိုက်တဲ့အခါမှာဘာတွေဖြစ်လာလဲ organs အုပ်စုလေးတွေနော်အဲအဲ organ အုပ်စုလေးတွေကိုစုလိုက်တဲ့အခါမှာ organ system ဆိုရဲအာ system ကြီးပေါ့နော် system အဖွဲ့အစည်းတစ်ခုဖြစ်လာတယ်အဲ့ရမှာမှာအာအဲ့ tissue တွေကနေပြီးတော့မှာတဲ့ organ or system တွေက has a particular function သူတို့မှာသူတို့ရဲ့လုံဆောင်ချက်တစ်ခုချင်းစီရှိတယ်အဲ့ an structure appropriate သူတို့ရဲ့ဘာဖြစ်လဲတိဆောက်ပုံရ ဟုတ်ပြီနော်တင်းညော်တဲ့ function တွေကို သူတို့ကလောက်ဆောင်ပါတယ်တဲ့ tissues. A tissue is a group of cells with similar structures working together to perform a particular function. A tissue ဆိုတာကတဲ့ it's a group of cell with similar structure. တူညီတဲ့တိဆောက်ပုံနေတဲ့အတူ cells အုပ်စုပေါ့နော် cell အုပ်စုတစ်ခုလို့ဆိုလိုပါတယ်။ working together to perform a particular function ဆိုတာကအတူတကွပေါ့နော် a particular function သူတို့ရဲ့လုံဆောင်ချက်တွေကအတူတကွဟာလုံဆောင်ပါတယ်တဲ့။ in each tissue, the cells are aligned with the same characteristic of site form and arrangement. Uh, each tissue, so tissue တစ်ခုချင်းစီမှာဆိုရင် cells တွေအလုံးဟာ တူညီရဲ with the same characteristic of site form and arrangement ဆိုတော့အသူတို့ရဲ့အရွယ်အစားတွေပုံသဏ္ဍာန်တွေနဲ့အစီအစဉ်တွေအလုံးဟာတူညီရဲ့လက္ခဏာတွေအလုံးနဲ့တရှိနေပါတယ်တဲ့ they are specialized or differentiated both structurally and physiologically to perform some particular function သူတို့ရဲ့တချို့သောလုံဆောင်ချက်တွေအားလုံးဟာ structurally ဆိုတော့ဖွဲ့စည်းတည်ဆောက်ပုံရောဇီဝကာမဆိုင်ရာရရောနှစ်ခုစလုံးမှာအထူးကဲစွာဒါမှမဟုတ်လို့ရှိရင်ကွဲပြားခြားနားစွာရှိရဲလို့ပြောထားပါတယ်နောက်တစ်ခုကကျွန်တော်တို့ plant tissue လေးကိုကြည့်ရအောင် plant tissue deal with the study of internal structure of various part of the plant like roots stems and leaf အပင်တိကျူတွေကတဲ့ D word ဆိုတာသက်ဆိုင်ပါတယ် The study of internal structure of various part of the plant like အပင်ရဲ့ various part အမျိုးမျိုးသောပိုင်းတွေရဲ့အတွင်းဘက် structure တွေကိုလေ့လာခြင်းနဲ့သက်ဆိုင်ပါတယ်တဲ့။ဘာတွေကိုလေ့လာမှာလဲဆိုတော့ root ဆိုရဲအမြစ်ရဲ့ stem ဆိုရဲပင်စည်နဲ့ and leaf ဆိုရဲအရွက်တွေအကြောင်းပေါ့။ all these part are made out of different kinds of tissue all these part a essay အပိုင်းဒီအားလုံးဟာ are made out of သွားပြုလုပ်ထားပါ different kinds of tissues are tissue အမျိုးအစားကွဲပြားခြားနားရဲ့ tissue အမျိုးအစားများစွာနဲ့ပြုလုပ်ထားပါတယ် the cells of our tissue generally have a common origin tissue ထဲမှာရှိတဲ့ cells တွေအားလုံးအားရေဘူးအားဖြင့်တူညီကြရတယ်။ In the higher plants, a tissue show a division of liver and form three basic tissue system implants. In the higher plants, ဘုံမြင့်ပင်တွေမှာကြတော့သူရဲ့ tissue ကရဲ show a division of liver သူရဲ့အလုံးလုံးဆောင်မှု အစိပ်ပိုင်းတွေကိုခွဲခြားထားတဲ့လုံဆောင်မှုအတွက် and form 3 basic tissue system implant အပင်မှာဆိုရင်အခြေခံကြားတဲ့ tissue system ပေါ့နော်အဖွဲအစည်း၃ခုရှိပါတယ် အဲ့တော့ဒီကြားရဖီဂါလေးကိုကြည့်လိုက်ရအောင်အာဖီဂါ2.4လေးမှာသူပြထားရပေါ့နော် clan tissue ကြောင်းလေးအဲ့မှာဆိုရင်အဓိကက meristematic tissue နဲ့ permanent tissue ဆိုပြီးရှိရဲအဲ့ဒီမှာသူကခုနပြောရလေဘုံမြင့်ပြင်းနေဖြစ်တဲ့ meristematic tissue မှာဆိုသူက3ခုနဲ့သွားတာ apical meristem ရဲ့ lateral meristem ရဲ့ intercalary meristem ရဲ့အဲ့ apical meristem ဆိုတာကကြတော့ထိပ်ဖြားကွဲပွားတဲ့ tissue lateral meristem ဆိုတာက ဘေးဘက်ကွဲတဲ့ tissue intercalary meristem ဆိုတာဂျားပိုင်းကွဲပွားတဲ့ tissue meristematic tissue ဆိုတာက cells are capable of cell division ဆဲများဆဲကွဲပွားနိုင်စွမ်းလို့ပြောတာဒါကြောင့်မို့ epithel ဆိုရင်ထိပ်ပြားကွဲပွားတဲ့ tissue ပေါ့နော် lateral ဆိုရင်ဘေးဘက် ကွဲပွား tissue intercalary meristem ဆိုတာဂျားပိုင်းပေါ့ဂျားပိုင်းကွဲပွား tissue ဆိုပြီးဖြစ်တယ်။ကဲဟုတ်ပြီ plant tissue မှာမှာ permanent tissue ကြောင်းလေးဆက်ကြည့်ရအောင်။ permanent tissue ဆိုတာ mature cells are incapable of cell division ။ဒီမြဲတဲ့ tissue မျိုးစားဖြစ်တယ်။ mature cell mature ဆိုတာရင်မာတယ်ရင်မာပြီးရဲ့ cells တွေကဆဲကွဲပွားနိုင်စွမ်းမရှိတဲ့အရာတွေပေါ့နော်။ are incapable ဆိုတော့မကွဲပွားနိုင်တာ။အဲ့မှာဆိုရင်နှမျိုးရှိပါတယ်။ဘာနဲ့ဘာနဲ့လဲသူပြထားတယ်ဒီမှာ teacher ရုကို simple tissue နဲ့ complex tissue ဆိုပြီးပြထားတယ်။ကဲ simple tissue မှာနှစ်ခုထပ်ခွဲထားရတယ်။ simple tissue ဆိုတာကလူရှင်တဲ့ tissue ပေါ့။ဆဲအမျိုးအစားတစ်ခုတည်းပဲ made out of one type of cells ။ဆဲအမျိုးအစားတစ်ခုနဲ့ပဲဖွဲ့စည်းထားတယ်။အဲ simple tissue မှာနှစ်ပိုင်းရှိပါတယ်။ epidermal tissue နဲ့ ground tissue epidermal tissue ဆိုတာကအရေကုန်ပေါ့နော်အပြင်အပေါ်လွား tissue နဲ့ ground tissue ဆိုတာကအခြေခံ tissue ဆိုပြီးတော့နှစ်ခုထပ်ရှိရယ်အဲ့ဒီမှာမှသူက ground tissue မှာထပ်ခွဲတယ်ဘာတွေထပ်ခွဲထားလဲ ညားလေးကိုကြည့်မယ်နော်။အာသူကဘာတွေထပ်ခွဲထားလဲဆိုတော့ Prairie Khmer ရယ် Golden Khmer ရယ် Scaring Khmer ရယ်ဆိုပြီးတော့၃ခုထပ်ခွဲတယ်။ဟုတ်ပြီနော်အဲဆိုရင် peri khaima မှာကြတော့ chlorine khaima နဲ့ iron khaima ဆိုပြီးတော့ခွဲတယ်သူတို့ကကြတော့ဒီချေဘာသာပြန်လို့မရအောင်ဟုတ်ပြီနော်ဒါသူ့ရဲ့နာမည်လေးတွေပေါ့ peri khaima မှာ chlorine khaima နဲ့ iron khaima ခွဲသလို scaring khaima မှာလည်းဘာတွေခွဲလဲ fiber နဲ့ scalarate ဆိုပြီးတော့ထပ်ခွဲထားတယ်ရမလားဒါဒီ simple tissue ပါ ကဲ complex tissue ကိုကြည့်ရမယ် made out of more than one type of cells complex ဆိုရဲဟာရှုပ်တွဲရဲဆိုကြတဲ့ဟိုပါတစ်ခုတည်းနဲ့ဖွဲ့စည်းထားတာမဟုတ်ဘူးသူက cells တွေများစွာနဲ့တစ်ခုနဲ့တစ်ခုထပ်ပိုတဲ့ cells တွေနဲ့ဖွဲ့စည်းထားတယ်သူ့မှာ vascular tissue ဆိုရဲအစာ ရေကြော tissue ပါဝင်နေဟုတ်ပြီအဲ့ vascular tissue ဆိုရဲအစာရေကြောပေါ့နော် tissue မှာဆိုရင်နှစ်ခုထပ်ခွဲတယ်ဘာနဲ့ဘာနဲ့လဲ xylem tissue နဲ့ florent tissue ဆိုပြီးတော့ထပ်ခွဲတယ် xylem ဆိုတာကရေကြော ဖလိုရန်ဆိုတာကအစာကျော်ရမယ်နော်ဟုတ်ပြီဇိုင်လန်မာမာထရီကီပါမယ်ဗာဆယ်ပါမယ်ပြီးတော့ဇိုင်လန်ပယ်ရီခိုင်မာရေကြောပယ်ရင်ခိုင်မာတွေပါမယ်ဇိုင်လန်ဖိုင်ဘာဆိုရဲရေကြောအမြင်တွေပါမယ်အဲ့လိုပဲပယ်ရီခိုင်မာမှာဘာတွေပါမလဲ စီဂျူစကားပြွန်ဟုတ်ပြီနော်ကမ်ပနီယန်ဆောလ်ဆိုရဲအပေါ်ဆောလ်စ်လေးတွေပါမယ်ဖလိုရင်ပယ်ရင်ခိုင်မာဆိုရဲအစာကျော်ပယ်ရင်ခိုင်မာတွေပါပြီးရောဖလိုရင်ဖိုင်ဘာဆိုရဲအစာကျော်အမြင်တွေပါဝင်ပါမယ်ဒါဒီ plant tissue ရဲ့ types of tissue ပေါ့နော် types of tissue system implants အပြင်မှာရှိတဲ့ tissue အမျိုးအစားတွေဟုတ်ပြီအဲ့ဆိုရင်ဒီထဲရက်ဆက်သွားရအောင် level of organization implants အပင်အဖွဲအစီအဆင့်နေဟုတ်ပြီနော် level သာသူ့ရဲ့အဆင့်အဆင့်နေအပင်ကြီးရဲ့ဖွဲ့စည်းတည်ဆောက်မှုအဆင့်အဆင့်နေမှာ the plant body of the more vascular plants အစာရေကြောပါတဲ့အပင်ကြီးက vascular plants တွေအားတဲ့နော်အပင်ကြီးရဲ့ခန္ဓာကွာ is constructed ဆိုတာဖွဲ့စည်းထားပါတယ် from million of tiny cells မီလီယံကျော်မြောက်များစွာသောအများကြီးပေါ့ tiny soul ကအလွန်ကိုတင်းငယ်တဲ့ sensely တွေတန်းများစွာနဲ့ဖွဲ့စည်းထားတယ်တဲ့ they have characteristic သူရဲ့ဝိသေသလက္ခဏာတွေရဆိုရင် shapes and function သူတို့ရဲ့ဘာဖြစ်လဲအာပုံသဏ္ဍာန်လှုပ်ဆောင်ချက်တွေကအရင်ရှိတယ် and a group together group တကယ်တော့ဆိုအလုတ်ကိုအုပ်စုနဲ့အတူတကွလှုပ်ဆောင်ပြီးတော့မှ to form tissue ဖြစ်ပေါ်လာပါတယ်တဲ့ various types of tissue are grouped together အဲ့လိုမျိုး tissue မျိုးစားမျိုးစုံရှိတဲ့ tissue လေးတွေက group together အတူတကွစုစည်းလိုက်ပြီး into structural and functional unit ဖြစ်လာတယ် union တစ်ခုပေါ့နော်အော်လှုပ်ဆောင်ချက်တစ်ခုဖြစ်လာဖို့အတွက် structural တိဆောက်ပုံနဲ့ functional ဆိုရက်လှုပ်ဆောင်ချက်တွေပေါ့နော်အာလှုပ်ဆောင်ချက်တွေကို unit တစ်ခုအနေနဲ့အတူတကွလှုပ်ဆောင်လာကြတယ်တဲ့ခေါ်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ again လို့ခေါ်ပါတယ်တဲ့ခုနကတ िश ူ cells ကနေပြီးတော့ဆူလိုက်တော့ tissue tissue တွေကိုပြန်ဆူလိုက်တဲ့အချိန်မှာဘာဖြစ်လာပြီလဲ organ ဖြစ်လာပြီအုပ်စုတစုလုတ်လိုက်တဲ့အချိန်မှာ organ ဖြစ်လာပြီအဲ့တော့ the organs that perform any organ ကဘာတွေလုံဆောင်ပေးလဲ perform လုံဆောင်ပေးဆောင်ရွက်ပေးပါတယ် major activity together are form as a system သူကအဓိကလုံဆောင်ရမယ်လုပ်ငန်းတွေကိုအတူတကွာလုံဆောင်ပေးပြီးတော့ system အဖြစ်ကိုကြောင်းလဲပေးပါတယ် ကဲဒါဆို organs organs ကပါလေနှစ်ချက်ရှိရယ် plants organ အပင်ကြီးရဲ့เนาะ အစိတ်အပိုင်း organic ကဘာတွေပါလဲ inga တွေကဘာတွေပါလဲဆိုတော့ include ဘာပါလဲဆိုတော့ root ဆိုရဲအမြစ်တွေပါမယ် stem ဆိုရဲဘာလဲပင်စည်ပါမယ် leaf ဆိုရဲသိရွက်တွေပါမယ် and flower ဆိုရဲဘာပြောလဲအပွင့်တွေပါပါမယ် which consists of tissue အဲ့ဒီတဲဒီမှာလည်းဘာရေးရှိလဲ tissue တွေရှိနေရဲ့ there are lots organ in plants ဟုတ်လားအနည်းဆုံးတော့အပြင်မှာဆိုလို့ရှိရင် lots organ ပေါ့နော် as compared to animal animal ဆိုရဲဘာလဲ တတဝါနဲ့နှိုင်းရှင်မယ်ဆိုရင်တော့အပင်လေးကဘာဖြစ်လဲ organ တွေနည်းပါတယ်တဲ့ဟုတ်ပြီနော်အပင်လေးရဲ့ organ တွေက၄မျိုးလောက်ပဲရှိရယ် root ရယ် stem ရယ် leaf ရယ် flower ရယ်ပဲရှိရယ်ဒါပေမဲ့တတဝါနဲ့နှိုင်းရှင်မယ်ဆိုရင်တော့အပင်ရဲ့ organ ကနည်းနည်းလေးပဲပေါ့တဲ့၄ခုလေးရှိပါတယ်တဲ့ organ system အင်္ဂါတွေရဲ့အဖွဲ့အစည်းများအာ number 1 the plant body consists of two main system အပင်ရဲ့ကိုယ်တည်းကိုအဓိက system နှစ်ခုနဲ့ဖွဲ့စည်းထားရတယ်။ A ကကြတော့ root system ပေါ့နော်။ root system ဆိုတာဒီ underground ပမြေအောက်ပိုင်းပေါ့။ it composed of main roots and branches သူတို့ကို main root ဆိုရဲအဓိကအမြင့်နဲ့ branches ဆိုရဲဂိုင်းပြအမြင့်တွေနဲ့ဖွဲ့စည်းထားတယ် these organs are found as the absorptic system အဲ့ဒီ organ တွေက as the absorptic system ဆိုတော့ဆုပ်ယူအဖွဲ့အစည်းအနေနဲ့ဖြစ်ပေါ်ခြင်းဖြစ်တယ်ဘယ်ကနေပြီးတော့ဆုပ်ယူမှာလဲဆိုတော့ from the soil မြေစည်းလွှာထဲမှာရှိတဲ့ mineral salts ဆိုရဲတက်ထူစားတွေနဲ့ absorb water ရေတွေကိုဆုပ်ယူခြင်းဖြစ်ပါတယ် ကျွန်တော်ပြထားတဲ့ပုံလေးတွေကတော့ဒါမြေအောက်ပိုင်းမှာရှိရဲပေါ့နော်မြေအောက်ပိုင်းမှာရှိရဲအမြင့်ကလေးတွေရဲ့ပုံပုံစံမျိုးစုံပေါ့နော် B shoot system ကျွန်တော် shoot system ဆိုတာက above ground part မြေပေါ်ပိုင်းပေါ့နော် it's composed of stem leaves bark flowers and fruit သူကြတော့ဘာတွေနဲ့ဖွဲ့စည်းထားလဲဆိုတော့ stem ဆိုရဲပင်စည် leaf a yew bark a poo flowers ပန်းပွင့်နဲ့ and fruit ဆိုရဲအသီးတွေနဲ့ဖွဲ့စည်းထားတယ် the stem acts Asset Support System ပင်စီကကြတော့ထောက်ကန်တဲ့အဖွဲ့အစည်းအနေနဲ့လုံဆောင်ပေးပြီးရော Flowers ပန်းပွင့်တွေကကြတော့ Perform Asset Reproductive System ဆိုတာသူ့ရဲ့လုံဆောင်ချက်ကတော့မျိုးပွား ဖွဲ့စည်းအနေနဲ့လှုပ်ဆောင်ပေးပါတယ်တဲ့ root system and shoot system work together as a plant root system နဲ့ shoot system က work together ဆိုတာအပင်မှာဆိုရင်အတူတကွာအလုံးလှုပ်ဆောင်ပေးပါတယ်တဲ့ဒါဆိုဒီကျတော့ပုံလေးကိုလေ့လာကြအောင် part of shoot system ပေါ့နော်အနေအပေါ်ပိုင်းလေးမှာဆိုရင်ဘာတွေပါလဲဆိုတော့ flower ဆိုရဲ bamboo ရဲ့ fruit ဆိုရဲဒီနဲ့ stem, pinzi, leaf, a yew, bark အဖူးလေးတွေကိုတွေ့မြင်ရပါမယ် animal tissue သတ္တဝါတွေရဲ့ tissue တွေအကြောင်းလေ့လာကြည့်ရအောင် animal tissue can be classified into four basic groups animal tissue ကို right can be classified ဆိုအမျိုးအစားခွဲခြားထားပါတယ် into four basic group အခြေခံကြတော့အုပ်စု၄စုအနည်းနဲ့ပေါ့နော်ခွဲခြားထားတယ်အဲ့ဒါကြီးကဘာတွေလဲဆိုတော့ number 1 epithelial or covering epithelial ဆိုတာကအပေါ်ယံလွှာဒါမှမဟုတ်လို့ရှိရင်ဖုံးအုပ်လွှာလို့ခေါ်ပါတယ် number 2က connective or supporting tissue connective တွယ်ဆက်လွှာဒါမှမဟုတ်လို့ရှိရင် supporting ဆိုရဲအထောက်အကန့်ပြုတဲ့ tissue တွေပေါ့နော် number 3ကကြတော့ muscles or contractile ကြွက်သားသို့မဟုတ်ကြုံနိုင် န်နိုင်တဲ့ tissue တွေနဲ့ and for ကကြတော့ nervous ဆိုရဲကျတို့ကလည်းအာယုံကြောဖွဲ့စည်းဆိုပြီးတော့၄ခုအုပ်စု၄ခုခွဲထားပါတယ် each tissue type is assembled from individual cell tissue တစ်ခုချင်းစီရဲ့အမျိုးအစားတွေကတဲ့ it's assembled ဆိုတာစုဝေးထားတယ် from individual cell ဆိုတာ cell တစ်ခုချင်းစီမှ နော်စုဝေးလိုက်ပြီးတော့ tissue ဆိုပြီးတော့ဖြစ်လာရဲအဲ့ဒါကို that determine the structure and function of the tissue tissue တွေရဲ့ function လုံဆောင်ချက်နဲ့တိဆောက်ပုံတွေကိုဒီ cells တစ်ခုချင်းစီကနေပြီးတော့သတ်မှတ်ပေးတာဖြစ်ပါတယ်တဲ့ the structure and integrity of a tissue depend on the structure and organization of the cytoskeleton within the cell the structure ဆိုတိဆောက်ပုံနေနဲ့ integrity ဆိုကြန့်ခိုင်မှုဘာတွေကြန့် offer tissue tissue တွေရဲ့ကြန့်ခိုင်မှုနဲ့တိဆောက်ပုံတွေကတဲ့ depend on the structure and organization of the cytoskeleton within the cells cells တွေမှာရှိရဲ့ cytoskeleton ဆိုရဲအယိုးညံဆဲဖွဲ့စည်းရေအဖွဲ့အစည်းနှစ် structure တိဆောက်ပုံတွေပေါ်မှာမူ the type and organization of the extracellular matrix the extracellular matrix ပြင်ပ cells of organization new ဖွဲ့စည်းပုံနဲ့မျိုးစားက surrounding the cells cells တွေကိုဝန်းရံထားပါတယ် and the genshin holding cells together အဲ cells တစ်ခုနဲ့တစ်ခုချိတ်ဆက်ဖို့ကိုလည်းပဲဒီ cells တွေကဝင်ရထားပြီးပါတယ်အဲ့ဆို teacher ro figure 2.5 animal tissue ရဲ့ teacher ဇယားကွက်ကလေးကိုကြည့်လိုက်ရအောင် types of tissue system in animal တတဝါရီမှာရှိရဲ tissue အဖွဲ့အစည်းရဲ့အမျိုးအစားတွေကဲ animal tissue မှာဆိုရင်ခုနက basic เนาะ basic group four basic group ရှိရယ်ဘာတွေလဲဆိုတော့ epithelial tissue ဆိုရယ် epoyanlar tissue ရယ် connective tissue ဆိုရယ် tracer lwa ရယ် marcel tissue ကြက်သား tissue နဲ့ nervous tissue ဆိုရယ်အာယုံကြော tissue ဆိုပြီးတော့၄ခုတွေ့ရပါမယ် epithelial tissue မှာဆိုရင် simple neck structure fine ဆိုပြီးတော့နှစ်ခုတွေ့ရမယ် simple ဆိုတာရိုးရိုး tissue နဲ့ structure fine ဆိုရယ် attract tissue လေးတွေကိုတွေ့ရမယ်အဲ့မှာ simple မှာဆိုရင် squamous ဆိုရယ်ချက်ပြားပုံရယ် cuboidal ဆိုရယ်ခုပပုံနဲ့ lambda ဆိုရဲကျတို့ဟိုတိုင်ပုံသဏ္ဍာန်နေเนาะရှိရဲ tissue တွေမြင်ရပြီးတော့ structure fine ဆိုရဲအထက်မှာကျတော့ square mat ဆိုရဲချက်ပြားပုံသဏ္ဍာန်ရဲ pseudo structure fine ပေါ့အထက်လွာတိုင်ပုံသဏ္ဍာန်လေးတွေကိုတွေ့မြင်ရပါမယ်ဒါဆိုရင် connective tissue ဆိုရဲဒီကျတို့ dwarset tissue ကိုကြည့်ရအောင်အဲ့မှာဆိုရင် loose connective ရော်ရဲတဲ့ dwarset မှု dense connective သိပ်သည့်ရဲ့ dwarset မှုနဲ့ cartilage အယိုးနှုတ်ရဲ့ bone အယိုးနဲ့ blood သွေးတွေဆိုပြီးတော့တွေ့မြင်ရပါမယ် မာဆယ်တီရှူးကြွက်သားတီရှူးမှာကြတော့ smooth ချောမွေရာနဲ့ skeletal အယိုးညံ့နဲ့ cardiac ဆိုရဲနှလုံးကြွက်သားတီရှူးတွေကိုတွေ့မြင်ရပါမယ်။ nervous tissue မှာဆိုရင် sensory ဆိုရဲအာယုံခံတီရှူးတွေနဲ့ motor လှုပ်ရှားမှုနဲ့ release ဆိုရဲလက်ဆင်ခံတီရှူးတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ organs in ga mya organs are body structure composed of several different types of tissue that form a structural and functional unit organs ဆိုတာကအင်္ဂါများပေါ့နော်အဲ့အင်္ဂါရဲ့ body structure ခန္ဓာကိုယ်ရဲ့တိဆောက်ပုံတွေကနေပြီးတော့ခန္ဓာကိုယ်တိဆောက်ပုံတွေကိုခေါ်တာပါ a compose of ဘာတွေနဲ့ဖွဲ့စည်းထားလဲဆိုတော့ separate different types of tissue tissue အမျိုးအစားအများစွာနဲ့ဖွဲ့စည်းထားခြင်းဖြစ်ပါတယ် that form သူကဘယ်လိုမျိုးဖြစ်လဲဆိုတော့ structural and functional unit သူတို့ရဲ့တိဆောက်ပုံတွေကလုံဆောင်ချက်တွေရောက unit တစ်ခုအနေနဲ့အမျိုးအစားမတူတဲ့ tissue များစွာနဲ့ဖွဲ့စည်းထားတဲ့အင်္ဂါတိဆောက်ပုံဖြစ်ပါတယ် one example is the example တခုအနေနဲ့ပြောရမယ်ဆိုရင် is the heart နှလုံးပေါ့နော်နှလုံးကဆိုရင် ਨੇ which contains သူ့မှာဘာတွေပါဝင်လဲဆိုတော့ cardiac muscle ဆိုရဲရရနှလုံးကြွက်သားရှိမယ် connective tissue တွဲဆက် tissue ရဲ and epithelial tissue ဆိုရဲအပေါ်ရံလွာ tissue တွေက and its links with nerve tissue nerve tissue ပါအပါအဝင်သူတို့ကဘယ်လိုလုပ်ဆောင်ပြီးလဲဆိုတော့ that help to regulate the heartbeat နှလုံးခုန်ပုံမှန်ပေါ့ to regulate ဆိုပုံမှန်နှလုံးခုန်ဖို့အတွက်ကိုသူကကူညီပေးပါတယ်တဲ့ဒီ tissue တွေ ਨੇ ပေါ့နော် ကဲဒါဆို teacher တို့ဒီမှာ organs လေးကိုကြည့်ရအောင် humans organ နဲ့ plants organ လေးကိုလေ့လာကြည့်ရအောင် human organ ဒီမှာဆိုလို့ရှိရင် teacher တို့ဒီမှာဆိုရင် liver ပါတယ်เนาะ heart ပါတယ် lungs ပါတယ် kidney ပါတယ် stomach ပေါ့เนาะ brain စသဖြင့်အများကြီးပါတာပေါ့เนาะအဲ့ဒါဒီ humans organ တွေဖြစ်ပါတယ်ဒီဘက်က plants organ ဒီမှာကြတော့ root တို့ဟုတ်ပြီเนาะ stem leaf bud flower fruit ဒါတွေကကြတော့ plants organ တွေဖြစ်ပါတယ် organ system အင်္ဂါအဖွဲ့အစည်း an organ system is a group of organ group of organ ဆိုတာ organ တွေအုပ်စုလိုက်ဖွဲ့စည်းထားတဲ့အရာဖြစ်တဲ့သူတို့တွေက function together to carry out the major activity of the body body ဆိုတာခန္ဓာကိုယ်တစ်ခုရဲ့အဓိကအစိတ်ပိုင်းတွေကိုပဲသူတို့ကလှုပ်ဆောင်ပေးတာပါတဲ့ for example အနေနဲ့ the seven main system ပေါ့နော် seven main system ဆိုတာအဓိကခုနှစ်ခုပါရှိရဲ in the human body ဆိုရဲလူခန္ဓာကိုယ် မှာပါတယ်ဟိုဘောနော် assistant ခုနှစ်ခုကို ဖော်ပြထားပါတယ် is given b လို့အောက်မှာနံပါတ်1ဘာပြောထားလဲ digestive system ဆိုရဲအစာခြေအဖွဲအစီနံပါတ်2 gas exchange system တန်ငွေဖလဲတဲ့အဖွဲအစည်းသုံး circulatory system ဆိုရဲသွေးလည်ပတ်အဖွဲအစည်းနဲ့ excretory system ဆိုရဲပါဠိနဲ့နံပါတ်၄ကအငြင်းအကျေးအဖွဲအစည်း nervous system အာယုံကြောအဖွဲအစည်းနဲ့ endocrine system ဆိုရဲ pineal gland အဖွဲအစည်း hormone ထုတ်တဲ့အဖွဲအစည်းပေါ့ကွာနံပါတ်7ကကြတော့ reproductive system ဆိုရဲမျိုးပွားအင်္ဂါအဖွဲအစည်းဆိုပြီးတော့ခုနှစ်ခုရှိတယ်ဒါဆိုရင်ဒီကြတော့ digestive system ကြီးလိုက်ရအောင် the digestive system it's composed of digestive tract track ဆိုတော့ကအစာချေလမ်းကြောင်းနဲ့ဖွဲ့စည်းထားပါတယ်ပြီးတော့သူ့မှာဘာပါလဲဆိုတော့ liver ရှိရဲအသည်းရှိမဲ့ gallbladder ဟောအသည်းချေရှိမဲ့ and pancreas ဆိုရဲတရရွဲ့ဆိုပြီးတော့ရှိပါတယ်တဲ့ these organ any organic cooperate ပူးပေါင်းပြီးတော့ in the digestion of food အစာအစာတွေကိုဘာလို့ပြ digestion ကြာခြေဖြတ်ပေးတယ် and the absorption of digested product into the body ပြီးတော့ဆုပ်ယူရတဲ့အစာခြေဖြတ်ပေးထားတဲ့ပစ္စည်းတွေเนาะဟို product တွေအလုံးကို into the body ခန္ဓာကိုယ်ကြီးကနေပြီးတော့သူကဆုပ်ယူပေးတဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်ပေးပါတယ်ဒါကြောင့်မို့ teacher တို့ဟိုဘောเนาะအသေးဖြစ်တယ်ဆိုရင်ဘာဖြစ်လဲဒါဒီစာချေအင်္ဂါဖွဲ့ကြီးမှာပါတဲ့အတွက်ကြောင့်မလို့အားကြောင့်မလို့လေ အတရားကောင်းလို့ပါဆိုပြီးတော့ကြညာတွေလေ levelin 4တို့ပါ round ကြညာသေးတယ်လေအာဟိုမှာချင်းရီတွေစားမိရများရင်အဲကန်ဆာတို့ပါတို့ဖြစ်လာနိုင်တယ်အဲ့ဒါဒီဘယ်လန်းချောင်းမှာရှိရလဲအစာချေလန်းချောင်းမှာရှိတာဟုတ်ပြီနော်ကဲနံပါတ်2က gas exchange system gas exchange system ဆိုတာဒီဒီကျတော့ ဒံွေတွေကိုဖလဲပေးတာ including the lens အဲ့ဒီမှာအဆုပ်ပေါ့နော်အထူးကအပြင်အဆုပ်ပါတယ် which a chain oxygen သူကပါတယ်လေ oxygen နဲ့ carbon dioxide တွေကိုသူက exchange လုပ်ပေးတဲ့နေရာပါတဲ့ဟုတ်လားဒီ chair က oxygen တွေကိုရှူမယ် carbon dioxide တွေပြန်ထုတ်ပေးမယ်ဒီလိုမျိုးလှုပ်ဆောင်ပေးတဲ့နေရာပါတဲ့ circulatory system ဆိုတာကသွေးလက်ပတ်အင်္ဂါအဖွဲ့အစည်းနော်သွေးလက်ပတ်အဖွဲ့အစည်းကကြတော့ including the heart ါးပါလဲအနှလုံးပါမယ်ပြီးတော့ blood vessel သွေးကြောမြင်ပါမယ် which transport material around the body သူကဘာဖြစ်လဲခန္ဓာကိုဟိုတစ်ခုလုံးကိုသူဘာလုပ်ပြရလဲလှုပ်ဆောင်ပြရ circulatory system ဆိုတာကနှလုံးနဲ့ blood vessels ပေါ့သွေးအဲ vessels လေးတွေပေါ့နော်အဲ့အရာတွေကိုဘာလုပ်ပြရလဲ transport လုပ်ပြရပေါ့ရမလားပြီးတော့နောက်တစ်ခုက expiratory system အငြိမ်းကြေးအင်္ဂါအဖွဲ့အစည်းအငြိမ်းကြေးအင်္ဂါအဖွဲ့အစည်းကကြာ including the kidney kidney ဆိုတာကတချို့ရောမှာလဲကြောက်ကတ်ထဲမှာရှိရဲ့ဟုတ်ပြီနော် with filter toxic waste material အစိပ်ဖြစ်စေတဲ့ဟုတ်ပြီနော် waste material အငြိမ်းကြေးတွေကို from the blood သွေးထဲမှာအနော်ရှိရဲ့ဘာဖြစ်လဲအစိပ်ဖြစ်စေရဲ့အငြိမ်းကြေးတွေကိုစစ်ထုတ်ပေးတဲ့နေရာပါတဲ့ kidney အပါဝင်ပေါ့နော်အဲ့ kidney ကအဲ့ system တွေကိုလုံဆောင်ပေးပါရတဲ့ပြီးတော့နောက်တစ်ခု nervous system ဆိုတာအာယုံကြောအဖွဲ့အစည်း consisting of the brain ပါပါလဲအုံနောက်ပါမယ် spinal cord ဟုတ်ပြီနော်အုံနောက်ရဲ့ပြီးရခါကျတော့ spinal cord ဆိုရဲပါလဲကြောရှိအာယုံကြောမရဲ့ nerve ဆိုရဲ nerve ကြောရဲ့ဟာ which coordinate the body action ဒီချက်ရောခန္ဓာကိုယ်တစ်ခုလုံးရဲ့အရှင်ကြောပြုမှုလှုပ်ဆောင်မှုတွေကို coordinate ပူးပေါင်းပြီးတော့လှုပ်ဆောင်ပေးတဲ့နေရာပါတဲ့အဲအကြောင့်မို့ဒီချက်ရောခေါင်းကိုက်ရင်ခေါင်းကိုက်တယ်ခြေထောက်ကိုက်ရင်လည်းတည်တယ်အဲ့လိုမျိုးပေါ့နော်တစ်ခုလုံးကိုလှုပ်ဆောင်ပေးတဲ့ system တခုပေါ့နော်နောက်တစ်ခုက endocrine system ဆိုတာကကြတော့ hormone တွေကိုထုတ်ပေးတဲ့နေရာငါ hormone ထုတ်တဲ့အဖွဲ့အစည်း gland secreting hormone hormone တွေကိုထုတ်ပေးတဲ့ glands တွေပေါ့နော် gland တွေရှိတဲ့အဲ့ကောင်ကြီးက which act as a chemical messenger ဘယ်လိုမျိုးလဲဆိုတော့ဓာတုစက်သားတွေကို ပြုမူပေးပါတယ်တဲ့ဥပမာဆိုပါဆိုတခြားတို့လေဟိုနှာခမ်းမွေးတွေလေတချို့ main gland တွေဖြစ်ပြီးနှာခမ်းမွေးအများကြီးပေါက်တာဒါဆိုအရင် hormone ထက်များလို့ပေါ့အဲ့လို ညာတဲ့အတွက်ကြောင့်မို့လို့တို့မှာပါရင်လဲအခန်းမွေးထူတာတွေအဲ့လိုမျိုးတွေပေါ့မွေးမြင်ထူတာတွေဖြစ်တတ်တယ်အဲ့လိုမျိုးတွေပေါ့ရမယ်နော်အဲ့ဒါဒီဘယ် glands ကလို့ဆောင်ပြရလဲဆိုတော့ endocrine system ပေါ့အရင် hyper ဖြစ်သွားရင်ပေါ့နော် glands ရေ hyper ဖြစ်သွားလို့ရှိရင် number 7ကကြတော့ reproductive system new point ကအဖွဲ့အစည်းဒါကတော့ producing သူကပါလဲ male and female gametes တွေပေါ့နော်အဲ့ကနေပြီးတော့ပါလဲ male တွေ female gametes တွေပေါ့နော်မမျိုး point က sales day ဟိုပါဘောเนาะဖို့မျိုးပွား sales day ကိုထုတ်လုပ်ပေးရနေရပါ respectively ဆိုတော့ဒါပြင်သူတို့ကအတီးတီးပေါ့เนาะ and allowing the development of the embryo ဆိုတာတည်သားလောင်းလေးတွေကိုဘာဖြစ်ပေရလဲဖွံ့ဖြိုးခွင့်ပေးတဲ့နေရာမျိုးပေါ့เนาะတည်သားလောင်းလေးတွေကိုဖွံ့ဖြိုးပေးတဲ့ လုံဆောင်ချက်မျိုးတွေကိုလည်းလုံဆောင်ပေးတဲ့နေရာဖြစ်ပါတယ်ကဲဟုတ်ပါပြီအားဆိုရင် teacher တို့ဒီခန်းမှာတင်လိုက်ရတာပထမဆုံး source day အကြောင်းတင်လိုက်ရတယ် source day ရဲ့ဖွဲ့စည်းတိစောက်ပုံတွေတင်လိုက်ရတယ် tissue အကြောင်းတင်တဲ့အခါမှာ plant tissue ရှိမယ် animal tissue ရှိမယ်ပြီးွားရင် organ စံအကြောင်းမှာလည်းအဲ့ဒါပဲ plant တွေရဲ့ organ နဲ့ animal တွေရဲ့ organ တွေအကြောင်းတင်ခဲ့ရတယ်ဟုတ်ပြီနော်ဒီနေ့တင်တဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်